တော့ငြင်းအေးခြင်းတယ်ဆိုလို့ရှိရင်ဘာကြောင့်မငြင်းအေးတာလဲဆိုတော့မငြင်းအေးခြင်းရဲ့အကြောင်းတရားကိုဖုံဖုံတို့ရှာရပူလောင်ခြင်းရဲ့အကြောင်းတရားကိုရှာရမယ်အကြောင်းကိုရှာတတ်တဲ့အလေးအကျင့်လေးဖုံဖုံတို့မွေးရအကြောင်းတရားကိုမြင်ပြီးဆိုလို့ရှိရင်ဖုံဖုံတို့ဖြစ်ခြင်းတယ်ဆိုရင်လည်းအဲ့ဒီအကြောင်းတရားဖြစ်အောင်လှုပ်လိုက်ဖို့ပဲမဖြစ်ခြင်းဘူးဆိုရင်လည်းအဲ့ဒီအကြောင်းတရားမဖြစ်အောင်ဖယ်လိုက်ဖို့ပဲတခုခုဖုံဖုံတို့ဖြစ်ခြင်းပြီးရခြင်းပြီးဆိုရင်ဒါဖြစ်အောင်ဒါရအောင်ငါဘယ်လိုလုပ်ရမလဲဆိုတဲ့အကြောင်းတရားကိုသိမှ ဒါကိုဖြစ်အောင်ဒါကိုရအောင်ဖုံဖုံတို့လုပ်နိုင်တာတနည်းပြောရရင်ဒါမဖြစ်ချင်ဘူးဒါမရချင်ဘူးဆိုရင်လည်းပဲဒါဖြစ်ချင်းဒါရချင်းရဲ့အကြောင်းကိုမြင်လို့ရှိရင်ဒီအကြောင်းကိုဖယ်လိုက်ရင်ကိုမဖြစ်ချင်တာမဖြစ်တော့ဘူးကိုမရချင်တာမရတော့ဘူးဟုတ်လားဒါကြောင့်အကြောင်းကိုမြင်တတ်တဲ့ညာဒါအလွန်တန်ဖိုးရှိတယ်ဒါကြောင့်အကြောင်းကိုအရင်ရှာကြည့်ရနော်ငြင်းအေးကျင်တယ်ဆိုလို့ရှိရင်ဘယ်အရာတွေကမငြင်းအေးအောင်လုပ်နေတာတော့မငြင်းအေးခြင်းရဲ့အကြောင်းတရားကိုတွေးအောင်ရှာ ပြီးရင်အဲ့ဒီအကြောင်းတရားကိုဖယ်ပြစ်လိုက်မယ်ဆိုရင်ဘုံဘုံတို့ငြင်းအေးခြင်းဆိုတာဖြစ်သွားမှာတနည်းအားဖြင့်ပူလောင်ခြင်းတွေခြုံငိမ့်သွားမှာပေါ့ဟုတ်လားအတော့လောကမှာအကြောင်းရှိပဲနဲ့ဘာမှဖြေရုံထုံးစံမရှိကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်ဆင်းရဲတာပဲဖြစ်ဖြစ်ချမ်းသာတာပဲဖြစ်ဖြစ်ပူလောင်တာပဲဖြစ်ဖြစ်ငြင်းအေးတာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီတရားတွေဟာအကြောင်းမရှိပဲနဲ့မဖြစ်ပါဘူးအကြောင်းရှိလို့ဖြစ်တာတပူတယ်လောင်တယ်ဆိုတာလေအကြောင်းရှိလို့ပူလော ပူလောင်ခြင်းရဲ့အကြောင်းတရားကိုဘုန်းဘုန်းတို့ဖေးနိုင်မယ်ဆိုလို့ရှိရင်ဒါညင်းအေးသွားမယ်ဟုတ်လားအဲ့ဒါလို့ရှိရင်ဘာကြောင့်ပူလောင်နေကြရတာတုံးဘာကြောင့်မငြိမ်မအေးဖြစ်နေကြရတာတုံးကိုယ့်ရဲ့စိတ်နှလုံးတွေကဟုတ်လားအဲ့ဒါလို့အကြောင်းတရားကိုရှာမယ်ဆိုလို့ရှိရင်အပြင်အကြောင်းတရားနဲ့အတွင်းအကြောင်းတရားရေလို့အကြောင်းတရားနှစ်ခုပေါင်းမိလို့မငြိမ်အေးခြင်းဆိုတဲ့သဘောပူလောင်ခြင်းဆိုတဲ့သဘောဟာဖြစ်လာတာဒီချာနာထောင်းနော်ဘုန်းဘုန်းတို့ရဲ့စိတ်နှလုံးမှာပူလောင်ခြင်းတွေပင်ပန်းခြင်းတွေဆင်းရဲခြင်းတွေဖြစ်လာတယ် မငြိမ်းအေးခြင်းတွေဖြစ်လာတယ်ဆိုတာအပြင်အကြောင်းတရားရဲ့အတွင်းအကြောင်းတရားရဲ့အကြောင်းတရားနှစ်ခုပေါင်းမိလို့ဟုတ်လားအဲ့တော့အပြင်အကြောင်းတရားဆိုတာဘာပြောတာတော့ဒီခြာနာထောင်တော့ဒီဥစ္စာကိုအပြင်အကြောင်းတရားဆိုတာဘာပြောတာအောင်ဆိုတော့ပျက်စီးခြင်းနေအနိဋ္ဌာယုန်နေဒါတွေကိုပြောတာနော်ပျက်စီးခြင်းတရားတွေအနိဋ္ဌာယုန်နေပို့ပြီးတော့ဘုံဘုံတို့ရှင်းအောင်ပြောရရင်ကိုမဖြစ်ချင်တာတွေဖြစ်နေတာကိုဖြစ်ချင်တာတွေမဖြစ်ဘဲရှိနေတာအနှစ်ချုပ်ရင်တော့ဒါပါပဲ ဒါပဲဘုံဘုံတို့ပူပြီးတော့ရှင်းအောင်ပြောမယ်ဆိုရင်တော့အာယုံနေပေါ့အိဋ္ဌာယုံအနိဋ္ဌာယုံအိဋ္ဌာအာယုံအနိဋ္ဌာအာယုံအိဋ္ဌာဆိုတာလိုချင်စရာကောင်းတဲ့နှစ်သက်စရာကောင်းတဲ့မျက်နှိုးစရာကောင်းတဲ့နော်ကောင်းတဲ့အာယုံပေါ့အနိဋ္ဌာဆိုတာလိုချင်စရာမကောင်းတဲ့နှစ်သက်စရာမကောင်းတဲ့ဆိုးတဲ့အာယုံပေါ့အဲ့ဒီအာယုံကိုပဲဘုံဘုံတို့အပြင်အကြောင်းတရားလို့နားလည်ရမယ်စိတ်ဆင်းရဲခြင်းစိတ်ပူလောင်ခြင်းရဲ့အဓိကအကြောင်းတရားကအဲ့ဒီအပြင်ဘက်ကအကြောင်းတရားရှိရမ သူတခုတည်းနဲ့ဒီပျက်စီးမှုအနေထာယုံတခုတည်းနဲ့လူရဲ့စိတ်ဟာဆင်းရဲသလားပင်ပန်းသလားဆိုတာမဟုတ်သေးဘူးနောက်ထပ်အတွင်းအတွင်းကအကြောင်းတရားတခုနဲ့ပေါင်းမိမှသူကစိတ်ပူလောင်မှုပင်ပန်းမှုဆိုတာဆင်းရဲမှုဆိုတာဖြစ်တယ်အဲ့လို့ဆိုရင်အတွင်းအကြောင်းတရားပါလေအတွင်းအကြောင်းတရားအထင်မှားမှုအမြင်မှားမှုအတွေးမှားမှုပြောရရင်အယုံဒီတော်မလဲဒီကာလနှလုံးသွင်းမှားမှုဟုတ်လားအဲ့လိုဆိုရင်ဘုံဘုံတို့ဒါက ဒေသနာလက်လွတ်နဲ့ဘုံဘုံလို့ပြောနေတာမဟုတ်ဘူးเนาะအင်္ဂုတ္တပါဠိတော်ဒုက္ခနိပတ်ထေမှာမြတ်စွာဘုရားလောဘဖြစ်ခြင်းရဲ့အကြောင်းတရား2ပါးဒေါသဖြစ်ခြင်းရဲ့အကြောင်းတရား2ပါးဆိုပြီးတော့ဟောတာရှိတယ်။နောက်လောဘဖြစ်ခြင်းရဲ့အကြောင်းတရား2ပါးဒီနေ့အဖြစ်ယာကဖြစ်ခြင်းရဲ့အကြောင်းတရား2ပါးဆွဲမဲ့မှုပေါ့နော်လူချင်းမှုမမောမှုဘာကြောင့်ဒီလောဘဖြစ်လာလဲအိဋ္ဌာယုံဆိုတဲ့အပြင်ဘက်ကအာယုံနဲ့တွေ့ခြင်းအကြောင်းတရားတစ်ခုအာယုံဤသောမနတိကာရလို့ဆိုတဲ့ကိုယ့်ရဲ့စိတ်ထဲကနှလုံးသွင်းမှားယွင်းမှုအကြောင်းတရားတစ်ခု အဲ့ဒီအကြောင်းတရားနှစ်ခုကြောင့်လောဘဖြစ်တယ်ဟုတ်လားမှတ်ထားနော်အဲ့ဒါလိုပဲဒေါသဘာကြောင့်ဖြစ်လဲအနိဋ္ဌာယုံဆိုတဲ့စိတ်တိုင်းမကြပေါ်ရာအာယုံနဲ့တွေ့ခြင်းအကြောင်းတရားတစ်ခုကိုယ့်ရဲ့စိတ်ထဲကအာယုံဤသောမနတိကာရဆိုတဲ့နှလုံးသွင်းမှားယွင်းခြင်းဆိုတဲ့အကြောင်းတရားတစ်ခုဟောအဲ့ဒီအကြောင်းတရားနှစ်ခုပေါင်းမိလို့ဒေါသဆိုတာဖြစ်တယ်အဲ့တော့ဘုဖုနုစိတ်တွေပူလောင်ကြတယ်ပင်ပန်းကြတယ်စိတ်မချမ်းမသာဖြစ်ကြတယ်ဆိုတာတကယ်တမ်းကလောဘဒေါသကြောင့်ဖြစ်လာတဲ့ခံစားမှုတွေပဲအဲ့ဒါကိုနားလည်ရအောင်နော် စိတ်ဆင်းရဲပြီငိုချင်လောက်အောင်ဖြစ်တဲ့ဘလို့ပဲဖြစ်ဖြစ်ပါလေစိတ်ရဲ့မသက်သာမှုနော်စိတ်ရဲ့ပူလောင်မှုပင်ပန်းမှုရှင်းရဲမှုတွေဟာတကယ်စင်စစ်အဲ့ဒါလောဘဒေါသကြောင့်ဖြစ်တဲ့ခံစားချက်တွေပဲလောဘဒေါသမောဟမဖြစ်ဖဲနဲ့ဒီစိတ်ကစင်ရဲလို့ကိုမရဘူးသဘောပေါက်လားအဲ့လိုရှင်အဲ့ဒီလောဘဒေါသမောဟဘာကြောင့်ဖြစ်တော့ခုပြောပြီနော်လောဘဒေါသဖြစ်တယ်ဆိုတာပြင်ဘက်ကအိဋ္ဌာယုံသို့မဟုတ်အနိဋ္ဌာယုံနဲ့တွေ့အတွင်းထဲကအာယုန်ိတောမနတိကာရအထင်မှားမှုအမြင်မှားမှုအတွေးမှားမှုအာယုန်ိတောမနတိကာရရှိမယ်ဆိုရင် အိဋ္ဌာဝနဲ့တွေ့တဲ့အခါမှာလောဘဖြစ်မယ်အိဋ္ဌာဝနဲ့တွေ့တဲ့အခါမှာဒေါသဖြစ်မယ်အဲ့လိုဆိုရင်ဘုံဘုံတို့ပူလောင်ခြင်းရဲ့အကြောင်းတရားကိုတွေ့ကြပြီဒါအကြောင်းအရင်ရှားကြည့်တာနော်ပြင်ဘက်ကအိဋ္ဌာယုံအိဋ္ဌာယုံဆိုတဲ့အာယုံနေနဲ့တွေ့ခြင်းဒါနှစ်ချုပ်ပြောတာနော်အတွင်းရပါတော့အာယောနေသောမနတိကာလဆိုတဲ့နှလုံးသွင်းမှားယွင်းမှုအထင်မှားမှုအမြင်မှားမှုဒါရှိခြင်းအဲ့ဒါကြောင့်ဘုံဘုံတို့စိတ်တရားလောင်ရပူရတာဟုတ်လားဘာဘယ်ကနေတဆင့်ပူတာလောင်တာတော့လောဘဒေါသကနေတဆင့်ပူလောင်ရတာဟုတ်လား အဲ့လိုဆိုလို့ရှိရင်ဘုံလုံးတို့ဟောဒီအတွင်းအကြောင်းကိုဘုံလုံးတို့ဖယ်လိုက်မယ်ဆိုလို့ရှိရင်အတွင်းအကြောင်းမပါဘဲနဲ့အပြင်အာယုံတက်တက်နဲ့စိတ်ကပူလောင်လို့မရဘူးဘလို့ချီနေနဲ့ပဲဂျုံဂျုံကောင်းတာပဲတွေ့တွေ့ဆိုတာပဲတွေ့တွေ့ကိုယ်စိတ်ထဲကနှလုံးသွင်းမှမှန်ကန်မှုသာရှိနေမယ်ဆိုလို့ရှိရင်စိတ်ကလောဘဒေါသမဖြစ်တဲ့အတွက်ကြောင့်ပူလောင်လို့မရဘူးပင်ပန်းလို့မရဘူးဒါကြောင့်မို့လို့ဘုံလုံးတို့တွေကမပူလောင်ဘလို့လုပ်မလဲအကြောင်းတရားကိုဖယ်ရမယ် တော့အကြောင်းတရားကိုဖယ်ရမယ်ဆိုတဲ့နေရာမှာအပြင်မဲ့အကြောင်းတရားကိုဖယ်ဖို့ကအဓိကလားအတွင်းရအကြောင်းတရားကိုဖယ်ဖို့ကအဓိကလားဆိုတာကိုဆက်ပြီးတော့ဝေဖန်ရမယ်စီစေးရမယ်သဘောပေါက်လားအဲ့တော့အပြင်ဘက်ကအကြောင်းတရားဆိုတာဖယ်ဖို့တော်တော်မလွယ်တဲ့ကိစ္စဟုတ်တယ်မဟုတ်လားအိထာအောင်လည်းတွေ့ခြင်းတွေ့မယ်နေထာအောင်လည်းတွေ့ရင်တွေ့မယ်အစဉ်ပြေတာလည်းတွေ့ရင်တွေ့မယ်မပြေတာလည်းတွေ့ရင်တွေ့မယ်ဒါကကိုသိပ်ပြီးတော့ အဒိုးအဆုတ်လုပ်လို့ရတဲ့ကိစ္စစီမံဖန်တီးလို့ရတဲ့ကိစ္စမဟုတ်ဘူးတချို့ကိစ္စတွေဟုတ်လားဒါကြောင့်အပြင်အကြောင်းတရားတွေဆိုတာ ပြင်ဖို့အလွန်တရာမှခက်တယ်တချို့အကြောင်းတရားတွေဆိုရင်အပြင်အကြောင်းတရားတွေဟာပြင်လို့တောင်မရနော်ဆိုရပါစို့ဘုန်းတို့ဘုသူကြောင့်ဘဝကြောင့်ငါစိတ်ဆင်းရရတာဟုတ်လားအဲ့လိုဆိုရင်အဲ့ဒီဘသူဘဝဆိုတာကြီးကိုဘုန်းဘုန်းတို့ကငါစိတ်တိုင်းကြကြီးမင်းနေပေးလို့ပြောလို့သူနေခြင်းမနေမှာပေါ့ဟုတ်တယ်မဟုတ်လား သူ့သဘောပဲလေအဲ့တော့ပြောရင်ဒါအပြင်းမဲ့အကြောင်းတရားဆိုတာပြင်ဖို့မလွယ်ဘူးတချို့မိဘတွေပြောကြတာရှိတယ်အဲသာသမီတွေကြောင့်စိတ်ညစ်တယ်သာသမီကမလိမ္မာဘူးဟုတ်လားကိုယ်စိတ်တိုင်းမကြဘူးအဲ့လိုဆိုရင်ကိုယ်စိတ်တိုင်းကြအောင်ဘယ်လိုလုပ်မလို့ဟာတချို့ကိစ္စဘယ်လိုမှလုပ်လို့မရဘူးဟိုတခါကြီးတယောက်ပြောတာဘုံဘုံအမှတ်မိနေတယ်အဲမချစ်စုတရားဒီကိုစိတ်တလုံးဖြစ်ခြင်းလို့မရဘူးတဲ့ဟုတ်လားမချစ်စုတရားပင်ကနေစိတ်တလုံးသီးခြင်းလို့မရဘူးကိုယ်ဖြစ်ရတဲ့ကိုလား တချို့သားသမီးတွေကိုဘလောက်ပဲမကြိုက်မကြိုက်သူ့ဇာယိုင်းနဲ့သူ့အကြိုင်းနဲ့ဟာလာလာဒါကြီးကိုသူ့ကိုသူ့စိတ်သူ့စိတ်တိုင်းမကြစေရဖြစ်တိုင်းသာကိုဆင်းရဲနေရမယ်ဆိုရင်ကိုစိတ်ချမ်းသာတဲ့အကြောင်းကိုမရှိတော့အဲ့တော့ပြောနေတာကပြင်မဲ့ကအကြောင်းတရားတွေဆိုတာပြင်ဖို့မလွယ်ပါဘူးရလေအနေချင်းလောက်ပဲပေါ့နော်အဲ့ဒါလို့ရှိရင်ဘုန်းဘုန်းတို့ကဘာလို့အဓိကအာယုံဆက်ရမလဲဆိုရင် အတွင်းအကြောင်းတရားကိုအာယုံဆက်ရမယ်အတွင်းအကြောင်းတရားကိုဘုန်းဘုန်းတို့ပြုပြင်ပြောင်းလဲနိုင်မယ်ဆိုရင် စိတ်ပင်ပန်းမှုပူလောင်မှုဟာတဖြည်းဖြည်းနဲ့ပဲဖြစ်သွားမှာလို့ရှင်းနေသွားတယ်အဲ့တော့အတွင်းအကြောင်းတရားကိုပြင်ရမယ်ဆိုတာဘာပြောတာလဲဆိုတော့အာယုန်ဒီတော့မနတိကာရအနေထားအနေယောနီတော့မနတိကာရဖြစ်အောင်ကြိုးစားတာကိုပြောတာနော်အထင်မှအမြင်မှတဲ့အနေထားအနေအထင်မှအမြင်မှဖြစ်အောင်နော်အတွေးမှတဲ့အနေထားအနေအတွေးမှဖြစ်အောင်ဒါဘုံဘုံတို့အတွင်းအကြောင်းကိုပြုပြင်နေဆိုတာအဲ့ဒါကိုပြောတာနော်အဲ့ဒါတရားဓမ္မရသော်ဖျက်ပေးထားတဲ့နီလန်းနေနဲ့ဘုံဘုံတို့ကြိုးစားမယ်ဆိုလို့ရှိရင်အဲ့ဒီကိစ္စကနော် ခยีပေါက်ပြီးတော့နောက်ဆုံးเนาะစိတ်ငြင်းအေးခြင်းဆိုတဲ့အကျိုးရလတ်ကိုတေချာပေါက်ရဟုတ်လားတကယ်တမ်းဘုံဘုံတို့ဥမာပြောရမယ်ဆိုရင်เนาะအရိယာသူတော်ကောင်းကြီးတွေဖြစ်သွားကြတယ်ဆိုတာအဲ့ဒီအတွင်းကြောင်းတရားကိုသူတို့ပြုပြင်နိုင်လို့အရိယာဖြစ်သွားတာပဲဟုတ်တယ်မဟုတ်လားသူတို့စိတ်ထဲမှာအလွန်ကိုမှားယွင်းတဲ့အာယုန်တိတော်မရတိကာရတွေကိုเนาะဖေဖျောက်ပြီးတော့မှန်ကန်တဲ့ယောနိတော်မရတိကာရအစားထိုးတဲ့အလေးကျင့်ကိုလေ့ကျင့်ရင်းနဲ့ ဒီအမြင်မှားတွေအထင်မှားတွေပျောက်ပြီးတော့သူတို့ဘာဖြစ်သွားရတာတော့နော်ငြင်းအေးတဲ့အဆင့်ကိုသူတို့ရောက်သွားကြတာဟုတ်လားတော့ပြောရင်တာကဒီအကျွန်းအတွင်းအကြောင်းတရားကိုသာဖုံဖုံတို့ပြုပြင်နိုင်မယ်ဆိုလို့ရှိရင်နော်အရိယာသူတော်ကောင်းကြီးတွေအဆင့်ထိရောက်အောင်ပြုပြင်နိုင်မယ်ဆိုရင်ဒါလုံးဝကိုဘာဖြစ်သွားမှာလို့ငြင်းအေးသွားကိုကအဲ့ဒီအဆင့်ထိမရောက်သေးဘူးဆိုရင်တောင်မှပြင်နိုင်ရင်ပြင်နိုင်သလောက်နော်ဖုံဖုံတို့ရဲ့ဘဝမှာစေရငြင်းအေးမှုကိုမရပြီဘူးလားရမယ် ဟုတ်လားအဲ့တော့ဘုန်းဘုန်းတို့ကဒါလေးတွေကို အခြေခံကြကြပြောရတယ်เนาะအဲ့တော့အခု စိတ်ငြင်းအေးခြင်းတယ်ဆိုရင်ဘာလို့ရမှာတော့စိတ်ကိုပူလောင်ပင်ပန်းစေတဲ့အကြောင်းတရားကိုရှာရမယ်အကြောင်းတရားအပြင်အကြောင်းတရားရှိတဲ့အတွင်းအကြောင်းတရားရှိတယ်အပြင်အကြောင်းတရားကတော့အဖြစ်ချင်းတို့ဖြစ်နေတဲ့အကြောင်းအားလို့ဆိုတော့ဖြစ်ချင်းတို့ဖြစ်နေတဲ့အာယုန်တွေပဲနောက်အတွင်းအကြောင်းတရားပါတော့အာယုန်ဒီတော်မနတိကာရအဲ့တော့အာယုန်ဒီတော်မနတိကာရကိုပဲအဓိကဖုန်းတို့ရဲ့စိတ်ထဲမှာအာယုန်ဆိုင်ပြီးတော့သူ့ကိုဘာလို့ရမှာတော့ ပြုပြင်နိုင်အောင်ကြိုးစားရပိုးပြီးတော့ရှင်းအောင်ပြောရင်ပြောရမယ်ဆိုရင်ကိုယ်စိတ်ထဲမှာဆင်းရဲနေတယ်ပင်ပန်းနေတယ်ပူလောင်နေတယ်ဆိုတာစိတ်ထဲမှာဖြစ်တဲ့ပြဿနာပဲတကယ်တမ်းကစိတ်ထဲမှာဖြစ်တဲ့ပြဿနာကိုစိတ်ထဲမှာပဲဖုံဖုံတို့ပြေလည်အောင်ရှင်းရတကယ်တမ်းကိုယ်စိတ်ကိုပူလောင်ပင်ပန်းအောင်လုပ်နေတဲ့အရာဘယ်မှာရှိနေလဲအတွင်းမှာရှိနေအဲ့ဒါပါတော့အာယုန်ဤတော်မလဲတေကာတာပေါ့နော်မှားယွင်းနေတယ်အမှားတွေအမြင်မှားတွေဟုတ်လား ဒါကြောင့်စိတ်แท้ဖြစ်တဲ့ပြဿနာကိုဘုံဘုံတို့ကစိတ်แท้မှာပဲရှင်းရမှာဟုတ်လားဟိုရှင်းတဲ့နေရာမှန်ဖို့လည်းလိုသေးတယ်လို့ဘုံထင်เนาะဟိုငငယ်ကပုံမြင်လေးတစ်ပုတ်ဖတ်ဖို့လေအလွန်သဘောကျတယ်လူတယောက်ကလမ်းမီးတိုင်းအောင်မှာကုန်း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 နဲ့တခုခုကိုရှားနေတာပေါ့နော်အဲ့ဒါနဲ့လူတယောက်ကတွေ့တော့ဘာရှားနေတာတော့လက်စွပ်ပြောက်လို့ရှားနေတာတဲ့လမ်းမီးတိုင်းအောင်ဘောလမ်းမီးလေးကလည်းလင်းတယ် လက်စွပ်ကဘယ်မှာပျောက်တာတော့ဆိုလက်စွပ်ကအိမ်ထဲမှာပျောက်တာဟာအိမ်ထဲပျောက်တဲ့လက်စွပ်ကိုဘယ်နဲ့ကြောင့်လမ်းမီးတိုင်အောင်လာရှာနေတာတော့အိမ်ထဲကမီးပြက်နေလို့တဲ့ဟဲ့စဉ်းစားနော်ဒါတော်တော်ရေစရာကောင်းတဲ့ဟိုအမေးဖြေလို့ဆိုရမယ်ဟုတ်လားတော်တော်ရေစရာကောင်းတဲ့အဖြစ်အပျက်ပေါ့နော်အိမ်ထဲပျောက်တဲ့လက်စွပ်ကိုလမ်းမီးတိုင်အောင်လာရှာတယ်အိမ်ထဲကမီးပြက်နေလို့လမ်းမီးတိုင်ကတော့မီးလဲနေလို့နော်တွေ့နိုင်ပါမလားမတွေ့အောင်နော်အဲ့လိုလူတော့ဒါလွယ်လွယ်ကူကူဘုံဘုံတော့ စိတ်ကတော့မလဲတော့ဘူးနဲ့ဒူတယ်လို့ပြောလို့ရရနော်အဲ့လိုပဲဖုံဖုံတို့တူရတယ်အဲ့ဒီလူနဲ့တိတ်ပြီးတော့တခါတည်းမှာထူးလာမှာဟုတ်ဘူးပြဿနာရှင်းတာကိုဖြစ်တဲ့နေရာမရှင်းဘဲနဲ့ဖြစ်တဲ့နေရာသွားရှင်းနေတယ်ဟုတ်တယ်မဟုတ်လားဒါစဉ်းစားစရာတော်တော်ကောင်းတယ်အဲ့တော့စိတ်တွေပူနေတယ်ဆင်းရဲနေတယ်ပင်ပန်းနေတော့ဒီစိတ်ကိုပဲဖုံဖုံတို့စိတ်အလုတ်လုတ်ပြီးတော့စိတ်ထဲမှာပဲအဆင်ပြေအောင်ပြေလည်အောင်ကြိုးစားရဟုတ်လားဒါကြောင့်စိတ်အလုတ်ကိုလုတ်တယ်ဆိုတာ အတရားဘာဝနာပွားတယ်ဆိုတာစိတ်အလုပ်ကိုလုပ်တာပဲလေတကယ်တမ်းကဟုတ်လားခန္ဓာကိုယ်ကြီးသူ့သူရက်နေနေတိုင်းနေနေသွားနေနေလျောင်းနေနေတကယ်တမ်းအလုပ်လုပ်နေတာဘယ်သူကလုပ်ရမှာလဲစိတ်ကလုပ်ရမှာစိတ်ကဘာလုပ်ရမှာတော့ဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းသိနေဖို့ကြိုးစားတာဟုတ်လားအတော့ပြောချင်တာကဘာတော့အိမ်ထဲပျောက်တဲ့လက်ဆွဲကိုမိတိုင်းအောင်ကိုသွားရှာလို့မရနိုင်ဘူးနော်အတော့လူတွေရဲ့ဖြည့်ရှင်းချက်တွေကလွဲမားနေတာတွေအများကြီးရှိဒါကြောင့်မလို့ဒီခေတ်ကြတော့ပို့ပြီးတော့ဆိုတာပေါ့စိတ်တွေပင်ပန်းနေပူလောင်နေ အဖြေအားမရတဲ့အခါကျတော့ကိုယ်ရှိကိုပြုပြင်ရအောင်မှနားမလည်ပဲနဲ့နော်နီးလန်းတဲ့ကြဖြေရှင်းဖို့မစင်သာပဲနဲ့မူရစီဝါပဲလိုက်တော်တယ်ရှိတယ်ဟောတည်ငါစိတ်ချမ်းသာမှုနောက်ဆုံးအကြီးအကျယ်မဖြစ်ကြတော့ဒုက္ခရောက်တချို့အရက်ဆွဲသွားကြတာတွေရှိတယ်အရက်တောက်ပြီးတော့စိတ်ထွက်ပေါက်သဘောအနေနဲ့လောက်ကြတာဟုတ်လားတကယ်တော့အဲ့ဒါစိတ်ချမ်းသာခြင်းလို့လောက်ကြတာပဲလေပြောရလို့ရှိရင်ဟုတ်လားအဲ့ဒါကိုပြောတော့ဘုမလို့ငငယ်ကရွာမှာပြောနေရပြောနေတဲ့စကားတစ်ခွန်းတောင် အမှတ်ရမိတယ် အလူတယောက်ကကျွေးတရားပတ်စံကျွေးတရားတင်လို့စိတ်ညစ်ပြီးတော့နော်အရက်နှစ်ချက်ဖိုးတောက်လိုက်တယ်။မူးသွားတော့အဆင်ပြေတယ်လို့လို့ပေါ့။အမူးလည်းပြေသွားတော့ကျွေးရတရနှစ်ချက်ဖြစ်သွားတယ်။ဟုတ်လား။ဒါတော်တော်စဉ်းစားတရားကောင်းတယ်။အဖြစ်အပျက်ပဲဟုတ်လား။လူတွေလည်းပဲဟိုပြဿနာကိုဖြေရှင်းဖို့ကြိုးစားရင်းနဲ့ပြဿနာကနော်တူပ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 ြီးတော့တိုး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 လာတာ။မဖြေရှင်းတဲ့အခါကျတော့ရှင်းရင်းနဲ့ဘာဖြစ်သွားတာလဲ။ရှုပ်သွားတာပေါ့။သူကတော့ရှုပ်ဖို့လုပ်တာမဟုတ်ဘူးရှင်းဖို့လုပ်တာ။ ဒါမဲ့သူ့ဥစားနီးလည်းမမှန်တဲ့အခါကျတော့ရှင်းဖို့ကြိုးစားရင်းနဲ့ပူပူပြီးတော့ရှုပ်သွားတာဟုတ်လားတကယ်တမ်းကဘုံဘုံတို့လောဘဒေါသတွေဖြစ်တယ်ဆိုတာပြဿနာဖြစ်တာစိတ်ထဲမှာပြဿနာဖြစ်တာအဲ့ဒါကိုရှင်းပေးဖို့လိုတယ်ဘုံဘုံတို့ကအဲ့ဒါကိုပြဿနာရှင်းအောင်မလုပ်ဘူးရှင်းတော့ရှင်းတယ်ဗေဒီနဲ့ရှင်းလိုက်တုံးဆိုတော့အလိုလိုက်တဲ့နီးနဲ့ဘုံဘုံတို့ကရှင်းပြလိုက်ကြပြန်ရောဒါဘုံဘုံတွေးမိတာလေးတွေကိုပြောတာလောဘဒေါသဖြစ်တယ်ဆိုလို့ရှင်ဘုံဘုံတို့ကနီးမှလမ်းမှသူ့ကိုနားလည်မှုနဲ့နော်ပြေပြောက်အောင် ကြိုးစားရမှာနောက်မဖြစ်အောင်သူကကြိုးစားရမှာဒီနည်းနဲ့ဖြည့်ရှင်းရမှာသို့တော့အဲ့လိုမဟုတ်ဘုံတို့ကလောဘဒေါသဖြစ်ပြီးဆိုရင်အလိုလိုက်တဲ့နည်းနဲ့ရှင်းတယ်ဆိုကြပါစို့လောဘဖြစ်ပြီးဆိုရင်ကြည်ကျင်လာပြီဆိုကြည်ပလိုက်တယ်အလိုလိုက်ပေးလိုက်တာပေါ့နားထောင်ခြင်းနဲ့ဆိုရင်နားထောင်ပေးလိုက်တယ်သဘောပေါက်လားဘုံပြောတာအဲ့ဒါဘာလို့တဲ့နည်းတော့အလိုလိုက်တဲ့နည်းသူကခံစားပေးလိုက်တာပေါ့သူတခုခုစားလာပြီဆိုကြွေးပလိုက်တယ်ဟုတ်လားအဲ့လိုပဲဒေါသဖြစ်တယ်ဆိုရင်လည်းအလိုလိုက်တာပဲ ဘယ်နည်းနဲ့လှုပ်လိုက်တော့ပေါက်ကွဲပြင်မယ်ငါဆဲဆိုးပြစ်လိုက်မယ်ရိုက်ပြင်မယ်နှက်ပြင်မယ်ဒေါသခိုင်းတဲ့အတိုင်းလှုပ်လိုက်တာပေါ့ဟုတ်လားလောဘဖြစ်ရင်လည်းအလိုလိုက်တယ်ဒေါသဖြစ်ရင်လည်းအလိုလိုက်တယ်ဒါကိုနားလည်မှုနဲ့ငြင်းရအောင်ဘုန်းဘုန်းတို့ကမကြိုးစားနိုင်ကြဘူးပေါ့နော်ဘာနဲ့ဥမာတူတုံးဆိုတော့ရာနာပေါက်တဲ့လူတယောက်ကုဖို့မကြိုးစားပဲနဲ့ကုဖို့ပဲကြိုးစားတာအဲ့တော့ရာနာဘယ်တော့မှပြောင်းမှာမဟုတ်ဘူးနော်ကိုရတာတောင်ရတာရှိရှိနေတာတကယ်လည်းရတာရှိနေဟုတ်လားဝဲကြောက်တွေပါလေပေါက်ဖူးတာပဲလေ တချို့ဆိုရင်ဘယ်လိုတောင်ပြောတော့ပျောက်တောင်ပျောက်ချင်မှုတဲ့ဟောကို့ကလာရတာရှိနေတာဟုတ်လားတော့ရာနာပေါက်တာကိုဖုံးတော့ကုတ်တဲ့နီးနဲ့ပဲဖြည့်ရှင်းတော့အနာပူပူပြီးတော့ဆိုးလာတာကုတ်တဲ့နီးနဲ့ဖုံးဖုံးတော့ဖြည့်ရှင်းတာမို့ဒါကြောင့်မလို့ဖုံးဖုံးတို့ရဲ့စိတ်ထဲမှာဖြစ်နေတဲ့ဒီလောဘဒေါသမောဟအနာ မပျောက်တာပေါ့ဟုတ်လားအဲ့ဒါမပျောက်လို့ရှင်ဖုံးဖုံးတို့ရဲ့စိတ်ဟာဘယ်တော့မှငြင်းအေးမှမဟုတ်ဟုတ်လားဒါကြောင့်ငြင်းအေးခြင်းတဲ့ဆိုလို့ရှိရင်နီးမှလမ်းမှဖုံးဖုံးတို့ကပြဿနာတွေကိုဘာလို့ရမလို့ဖြည့်ရှင်းရမေး စိတ်ထဲမှာဖြစ်နေတဲ့ပြဿနာရဲ့အရင်အမြစ်အကြောင်းတရားဘာလို့အာယုန်နေတော်မနဲ့တီးကားတာပြင်မဲ့အကြောင်းတရားတွေကိုရှင်းဖို့ဆိုတာတိတ်လွယ်တဲ့ကိစ္စမဟုတ်ဘူးเนาะအဲ့တော့ဘာပဲတွေ့တွေ့ဘာပဲဖြစ်ဖြစ်ကိုယ့်ရဲ့စိတ်ထဲကပဲမှန်ကန်တဲ့အတွေးအမြင်ဖြစ်အောင်ဖုံဖုံတို့ကဘာလို့မလို့စူးစမ်းကြရမှာအဲ့ဒါမှတ်တာလေဖုံဖုံတို့တွေတွေဟာဒီအပူတွေကိုရှင်းနိုင်မှာပေါ့အဲ့လို့ဆိုရင်ဖုံဖုံတို့ကအဖြေရပြီเนาะစိတ်ကိုငြိမ်းအေးခြင်းတယ်ဆိုရင်ဘလို့ရှင်းမလို့ အကြောင်းတရားဖြစ်တဲ့အာယောနိတောမနတိကာရကိုဖယ်ရှားဖို့အာယောနိတောမနတိကာရရဲ့နေရာမှာယောနိတောမနတိကာရကိုအစားထိုးဖို့ဟုတ်လား